ကဲအခုချောင်းသာအခြေအနေလေးကတော့ညမိုးအကြီးကျယ်ရွာသွားပါတယ်ဆိုရှဲနေတာပဲအဲဒီမနေ့မှလည်းတော်တော်လေးတော့ရွာလိုက်သေးတယ်တကယ်ဒါပေမဲ့အခုကတော့ တော်တော်လေးတိတ်သွားပြီ။အဲ့တော့အဲချောင်းသားမှာမိုးအရမ်းရွာတဲ့အတွက်ကြောင့်အဲ့လိုမျိုးခိုင်းလုံးကြီးတွေကလိမ့်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 ပြီးတော့တော်တော်ကြီးတယ်ပေါ့နော်။အဲ့တော့ရေကူးတဲ့အဲချစ်တဲ့သူတွေအနေနဲ့ဒီကောင်ကသတိလေးပေးချင်ပါတယ်။ခိုင်းကြီးပါတယ်။အဲနည်းနည်းလေးတော့သတိထားစေချင်ပါတယ်။အဲတကယ်လို့မှအဲ့လိုမှမဟုတ်ဘူး။အဲလိုမျိုးမှရေကူးနေကြတာတွေ့လား။ဒါပေမဲ့ရေကူးတာမဟုတ်ဘူး။သူတို့တထိုင်လေးပေါ့။ထိုင်နေရင်းနဲ့ဟိုအဲ့လိုမျိုးလေးပင်လယ်ရဲ့အရသာကိုခံစားရတယ်ပေါ့နော်။ ဒီကုန်းလည်းအဲ့အတိုင်းပဲဒီပင်လယ်ထဲကိုဆင်းပြီးတော့ရေကူးရတာတည်းစာလို့ရှိရင်အဲ့လိုမျိုး beach လေးမှလေးတဲလေးတွေနားမှာလမ်းလျှောက်ပြီးတော့ပင်လယ်ရဲ့အရသာလေးတွေကိုခန်းစားရတာအဲ့ဒီအရသာကိုပို့ကြိုက်တယ်ဒီလိုရဒူမလေးတွေလေဒီလိုလာလာလူကလေအယမ်းများနေတော့သူတို့ပါလေအခန်းမရရှာဘူးစီးပြူးမရပဲနဲ့ second စီးပြူးပဲရတယ်အဲ့ဒီခန်းကလေအယမ်းလဲတန်တယ်တော်တော်လဲကောင်းတယ်လာချစ်တို့လိုက်ကြမယ် ကဲချစ်လေးတို့ရေစကဲစီဗျူလေးကိုရောက်ပါပြီရှင်ဒီခန်းလေးရလေးကြက်သသိန်း၄၃၀၀ကျပ်ပဲကြတယ်အခန်းလေးဘယ်လောက်လာလဲဆိုတာလိုက်ပြအောင်မယ်လားကဲဟိုတယ်တစ်ခုမှာအရေးကြီးဆုံးတစ်ချက်အဲ့ဒါလည်းပါတယ်အဲ့ဒါဘာလဲဆိုတော့ငွေရကောင်းကောင်းလေးအစ်စက်ညံ့ညောတာနဲ့နောက်တစ်ခါခေါင်းကောင်းကောင်းလေးနဲ့အဲ့ဒါအဓိကပဲဘာလို့လဲဆိုတော့လေကိုကဒီမှာလာပြီးတော့ relax လုပ်တာဆိုတော့လေကောင်းကောင်းအနားယူဖို့အတွက်ကအဲ့ဒါတစ်ခုကလည်းအရေးကြီးရအခုဒီမှာကြည့်ငွေရကြီးရလေအထူးကြီး โอ้ဈေးကြလိုက်မယ်အမျိုးဒီမှာခေါင်းလေးတွေနဲ့ဒီကောင်ကတော့ကြိုက်ကဲဒါလေးကတော့ရေချိုးခန်းလေးပဲဖြစ်ပါတယ်ရှင်။ဟိုတခြားခန်းလေးလိုမျိုးပါပဲ။တိတ်ထူးထူးဆန်းဆန်းကြီးမဟုတ်ပေမဲ့အရေးကြီးတာအသက်ရှင်ဖို့အဓိကပေါ့နော်။ဟိုသူများတွေလိုပဲအကုန်လုံး facility အပြည့်အစုံအကုန်လုံးပါတယ်အသုံးဆောင်ပစ္စည်းတွေအကုန်လုံးထည့်ထားပေးတယ်။အရေးကြီးတာအသက်ရှင်ဖို့ အဲဒီနေရာလေးကတော့အာ TV လေးကြည်ရင်လည်းအဲတငယ်ချင်းပေါင်းသိနေနေစကားပြောလို့ရမယ်အေကန်လေးပဲဖြစ်ပါလေရှင်ချစ်တို့နေနေရလေအဲချောင်းသားကိုလာလေကျင်းနေအဲဈေးနှုန်းတန်တန်လေးနဲ့ဟိုအရန်ကောင်းတဲ့ဟိုတယ်လေးတစ်ခုရကျင်နေဆိုရင်တော့ Acre Resort Hotel ကိုလာတဲပါလို့ဒီကောင်ကတော့လမ်းညွှန်ကြပါလေရှင်ဒီနေ့ချောင်းသားမှာအကြိုက်ဆုံးကနန်းကွက်ကျော်စားမယ်ကနန်းကွက်ကျော် ကျောက်တိုင်းလေးဝေဆောင်ရောက်ရောက်ချောင်းသာရောက်ရောက်လေးဒီကနန်းကွက်ကျော်လေးအဲ့လိုကြီးအားရပါရမစားရရင်မနေတာဘူးဟိုပူပူလေးခုမှရောက်လာတာဟင်ချစ်လို့မကြည့်ရသေးဘူးဟင်စားကြပါဦးရှင်စားကြပါဦးရှင်သားများလားသားများလားသားများအဲ့ဆိုင်ကမှားလို့ကြဟင်ပြီးရင် 气到的。现在又去看啥？你你这屁股呢？这个在哪里找的？或者在哪里的？你大爷，开的嘛？你多高大？ ွက်ထမင်းနဲ့မစားကြဘူး။နောက်ကတော့အဲ့အတိုင်းလေးပဲအခုအစားသားဘူး။ခြေရည်လေးနဲ့ဟုတ်လေ။ပို့ပြီးတော့သားရဲအဲ့အရသာအရမ်းတိုက်ဒီလေဖုန်းနံပါတ်လေးဖုန်းနံပါတ်လေးထားတာပြင်မယ်နော်။ကဲချီလို့လို့ရေ okay ah lima lagi dah lima lagi dah habis dah ya ni saya အကွေရီဇိုဟိုတယ်ရဲ့ဈေးအနည်းဆုံးအခန်းလေးရှိလားတဲ့ဒီလိုလေးမေးထားတယ်ရှိတာပေါ့ဒီကုန်းလိုက်ပြပေးမလား နော်အဒါကြတော့၄ရောက်တဲခုလို့ရတဲ့အခန်းနေဟိုဘက်ကကြတော့၂ရောက်တဲခုလို့ရတဲ့အခန်းနေအသေးစိတ်လေးတွေဒီကုရှင်းပြပေးမယ်လာလိုက်ခဲ့ဒါလေးကကြတော့ garden view ရဲ့၂ရောက်အိမ်ခန်းပဲဖြစ်ပါတယ်ရှင်ဒီနှစ်ယောက်အိမ်ခန်းကကြတော့28ခန်းတော့ရှိတယ်။သူကဘူလာအရင်ဈေးနှုန်းကကြတော့တသိန်းခွဲကျ။ဒါပေမဲ့အခု35ရာခိုင်နှုန်းလျှော့ထားတဲ့အတွက်ကြောင့်မလို့6,500ကျပ်ပဲရှိတော့တယ်။ဈေးသက်သာတဲ့နှစ်ယောက်အိမ်ခန်းဆိုပေမဲ့လို့ချစ်တို့မြင်တဲ့အတိုင်းပဲနော်။အကျယ်ကြီးပဲ။ဟော တပီးပါတယ်ရေကက်တတာပါတယ်မှန်နေကုန်ပါတယ်ပြီးတော့အဝေးဗီဒိုလေးလည်းပါတယ်ဒါလေးကတော့အိမ်သာရေချိုးကန်းလေးဖြစ်ပါတယ်ကဲချစ်တို့ရေဒီလိုနှစ်ယောက်ခန်းနေမဟုတ်ဘူးနော်ဂါဒင်ဗျူးမှာလေးယောက်ခန်းလည်းရှိသေးတယ်လိုက်ပြအောင်မယ်လားဒါလေးကဂါဒင်ဗျူးရဲ့လေးယောက်ခန်းအခန်းလေးပဲဖြစ်ပါတယ်နော်လာထဲမှာသူကမူရင်းစင်းကလေအော်အရင်တော့က2သိန်း6တောင်းလေးတာအခု35ရာခိုင်နှုန်းရှော့ထားတယ်ဆိုတော့3သိန်း9တောင်း2000ပဲကျတော့တယ်လာအကျယ်ဝင်လေးပြမယ် ကြည့်လိုက်စမ်းလေးယောက်ကဂဒင်ကလေးလုံးဟောအဲ့ကန်လေးမှလည်းထိုင်ကုန်လေးကလေးလုံးစကားပြောလို့ရတယ်တီဗီပါတယ်ရေကက်တက်တာပါတယ်ဟောဂါဒင်ဗျူးလေးကိုကြည့်လို့ရမယ်ဝရဏာလေးလည်းပါတယ်ဘလောက်ကောင်းလဲအခု35ရာခိုင်နှုန်းရှော့ထားတာမှာသသိန်း9000 2000တော့ပြကြည့်လိုက်မယ်ဆိုလို့ရှိရင်တယောက်ကတော့4000 3000ပဲကြာလိုက်အမလီ6000ပါအရင်တန်တယ်ဟောတလေးပါရှင်ဒီကောကတော့ဈေးနှုန်းလေးတက်တာတဲ့အခန်းလေးတွေပြောပြပါဆိုလို့ပြောပြလိုက်ပြီနော် ကဲလို့ချောင်းသာကိုလာပြီးတော့အရန်ကောင်းတယ်ဈေးနှုန်းကလည်းတက်တာတယ်ဟိုတယ်မှာတဲကျင်နေဆိုရင်တော့ဒီလိုဟိုတယ်မျိုးရွေးပါလို့တိုက်တွန်းလိုက်ပြစီရှင်